ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့ဒါဒီနေ့မှာဒါကျွန်တော်တော်တော်လေးကိုဒီအေးပေါ့ဒီနေ့မနက်အစောပိုင်းမှာ hot ဖြစ်သွားတဲ့ topic လေးတကူကိုကျွန်တော်နည်းနည်းလေးပြောခြင်းနဲ့ဒီအကြောင်းအရအသင်းနှစ်သင်းကြောင်းပါဝင်တဲ့ Manchester United နဲ့ Chelsea ကြောင်းနှစ်သင်းပါဝင်တဲ့ဒီညမှာဒါကျွန်တော် add on လေးလေးနည်းနည်းလေးပြောပြသွားခြင်းနဲ့ကိစ္စမရှိဒီနှစ်သင်းကြောင်းဖြစ်တော့ကျွန်တော်နှစ်သင်းလုံးကြောင်းဒါနည်းနည်းလေး add on ဖြစ်ပြီးကျွန်တော်ပြောသွားခြင်းနဲ့ပေါ့နော်အဲ့တော့လာကျွန်တော်တည်တလောက်ဒါကျွန်တော်ပြောရမယ်ဆိုရင်တော့ Manchester United အသင်းနဲ့ဒါကျွန်တော် Chelsea အသင်းနဲ့ကြားထဲမှာအခုလက်ရှိမှာကစားသမားအပြောင်းအရွှေ့နဲ့ တ်သက်ပြီးတော့ဒါတောက်လျှောက်ဆွေးနွေးမှုတွေရှိနေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ United အသင်းတွေနဲ့ဒါ Chelsea အသင်းကိုဒါကစားသမားရောင်းချဖို့အတွက်အဓိကလုပ်နေတယ်လို့သိရတဲ့အပြင်ကိုဒါ Sancho ကိစ္စတွေမျိုးတခြားကိစ္စတွေပါ Chelsea အသင်းကိုဒါလက်ရှိမှာဒါဘယ်လိုပြောမလဲ Chelsea အသင်းစီကနေပြောတာမျိုးမျိုးပဲကျွန်တော်ဒါတင်ဆက်ပေးမယ်ပေါ့နော်အဲ့ပြောချင်တာအဲ့တော့လက်ရှိမှာဒါ Manchester United အသင်းရဲ့လက်ရှိကစားသမားဖြစ်တဲ့ Jadon Sancho အကြောင်းအရင်ပြောဒီအကြောင်းကိုကျွန်တော်ဒီပြောချင်လို့ဒီဗီဒီယိုအဲ့တော့အခုနောက်မှကျွန်တော်တို့တချို့ရပဲကိုဒီဗီဒီယိုကိုဒီဗီဒီယိုနေနောက်ကျမှုပြဿနာကပဲကျွန်တော်အားနာတယ်ဘာလို့လဲဆိုတော့ကျွန်တော် Manchester United အကြောင်းကျွန်တော်မနက်ပိုင်းတင်ပြီးနောက်ထပ် update သတင်းတက်လာ Manchester United အကြောင်းချက်တင်နည်းနည်းလေးသတင်းကထပ်သွားမှာ ာကျွန်တော်စိုးရိမ်နေအဲ့တော့ခုနကကျွန်တော်တခါကျရင်နည်းနည်းလေးခွာလိုက်တဲ့ချိန်မှာကျွန်တော်ကသတင်းနောက်ကျသွားပြီဘာလို့ကျွန်တော်သတင်းတစ်ခုနဲ့တစ်ခုလည်းချားတယ်တည်းမှာအဲ့တော့အခုတော့ပိုင်းတော့အဲ့လိုမလုပ်တော့ဘူးဒါအပြောင်းရွှေ့ကာလမှာ update ဖြစ်ရင်ဖြစ်တယ်လို့ကျွန်တော်ဒါ update ဖြစ်တဲ့သတင်းကိုဒါရှေ့ပို့ပြီးတော့ဒါတိတ်ပြီးတော့အေးမကြီးတဲ့ပုံစံနောက်ကိုပို့တော့မယ်ပေါ့နော်အခုလက်ရှိမှာစန်ချိုသတင်းလို့ပဲအဲစန်ချိုသတင်းကဒါအခုလက်ရှိမှာထွက်ထွက်ချင်းဒါကျွန်တော်တို့လုတ်တယ်ဆိုတဲ့သဘောမှာအဲ့တော့ Manchester United အသင်းနဲ့ဒါစန်ချိုနဲ့ကြားထဲမှာအပြင်ကိုဒါ Chelsea လက်ရှိနေတယ်ပေါ့နော်အဲ့တော့ပထမကျွန်တော်တို့သိထားတဲ့တစ်ချက်ကပါလဲဆိုတော့ဒါ Chelsea အသင်းအနေနဲ့လာမယ့်ညရာဒီမှာဒါကျွန်တော်တို့ အခြေအနေဆန်ချိုကဒါ၄သမ၅သန်းပေးပြီးပြန်ကိုပို့မယ်ဆိုတဲ့အကြောင်းအရာဖြစ်လာခဲ့တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်ဘောနော်အဲ့တော့ဒီနေရာမှာဒါကျွန်တော်တို့ မထမကဒီညမှာချက်စီးတဲ့ငါဆန်ချိုကိုပို့ခြင်းတဲ့အကြောင်းအရာအဖြေကရှယ်ရှယ်လေး။ဘာကြောင့်ဒီလိုပို့ခြင်းတာလဲ။ဆန်ချိုရဲ့လုခလာစာကအင်မတန်များလို့နဲ့အတွက်ကြောင့်မို့ဆန်ချိုရဲ့လုခလာစာဝင်ကျင်တဲ့မှာလာမယ့်နေရာဒီမှာဒါဒီတဲ့ပေါင်းဒီတဲ့ပူကောင်းတဲ့ကစားသမားတွေကိုချက်စီးတဲ့ခေါ်ယူနိုင်တယ်လို့ယုံကြည်တဲ့တယ်မှာပါတယ်။အဲ့တော့ဆန်ချိုကလက်ရှိတပတ်လုခလာစာကျွန်တော်ဒီလောက်ကပေါင်3သိန်းနဲ့3သိန်းခွဲကြာရနေတယ်။လက်ရှိမှာချက်စီးကအပြည့်ဝပေးစရာမလိုဘဲနဲ့မန်ချက်စတာယူနိုက်တက်ကလည်းဒါကျွန်တော်ဒီလောက်ကပါစနစ်တစ်ခုရစိုက်ပေးထားရသေးတယ်။အဲ့တော့ချက်စီးတဲ့နဲ့ဒါဆန်ချိုကိုအပြည့်ဝမပေးနေရတဲ့အခြေအနေတစ်ခုမှာသူတို့အနေနဲ့ဒါ အဆင်ပြေသေးတယ်ပေါ့နော်အဲ့တော့ဆန်ချိုကိုသားတာကျွန်တော် United စီကနေသူတို့အနေနဲ့အပိသက်ဝယ်ယူခဲ့မယ်ဆိုရင်တပတ်လုကပေါင်3သိန်းနဲ့3သိန်းခွဲကြောက်ကိုသူတို့အနေနဲ့ပေးရမယ်အဲ့ဒါကြောင့်မို့လို့ရှိမှဆန်ချိုကိုတာ Chelsea အသင်းကအဓိက Manchester United အသင်းစီကိုပြန်ပို့ခြင်းနဲ့ပြန်ပို့ရင်ဒါကျွန်တော်ပေါင်5သမ5သန်းပေးပြီးစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးနဲ့ပေးပြီးတော့ပြန်ပြီးလွှတ်လို့ရပထမတော့ဒါ Chelsea အသင်းနဲ့စီစဉ်ထားတာဒါပေမဲ့မနေ့ကဒါကျွန်တော် Jacob Steinberg ပေါ့နော်လက်ရှိမှာဒါကျွန်တော် London သတင်းနဲ့ပတ်သက်နေနေလေး Tier 2 Tier 3 level လောက်ရှိတဲ့ဘဲတပူရေးထားပုံရဆိုရင်တော့ Chelsea အသင်းကအခုလက်ရှိမှာဆန်ချိုနဲ့တရားဝင်တွေ့ဆုံနေ ပြီးသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ Chelsea အသင်းကဆွေးနွေးနေပြီလို့သိရတယ်မှာပါအဓိကဆွေးနွေးတဲ့အချက်ကတော့ရှင်းတယ်ဆန်ချိုအနေနဲ့လောက်ခလာစာရှော့ယူမယ်ဆိုရင်သူတို့အနေနဲ့ဒါကျွန်တော်တို့ ချက်စီအသေးအနေနဲ့ဒါသူ့ကိုအသင်းမှာဆက်ထားသွားဖို့ရှိတယ်။ချက်စီအသေးနဲ့လာမယ့်သူရလာမယ့်ရဲတပ်တပတ်မှာလည်းဒါကလပ်ဝေါ်ကကမ်းမှာဖြစ်တဲ့ကြောင့်သူ့အနေနဲ့ဆန်ချိုလူကစားသမားမျိုးကိုအသင်းမှာဆက်ထားခြင်းနဲ့ပေါ့နော်ပြောချင်တာ။အဲ့တော့ဆန်ချိုကိုသူတို့အနေနဲ့တော့ဒါပေါင်25သန်းပေးပြီးဝယ်တယ်ဆိုတဲ့ပတ်စံကသိပ်ပြီးမမြောက်တော့ဆန်ချိုရဲ့အသက်ရွယ်ဆန်ချိုသာခြေစွမ်းရပြန်ကောင်းမယ်ဆိုရင်ဒီ25သန်းပေးရတန့်တယ်။ဒါပေမဲ့အကြီးကလက်ရှိဆန်ချိုရဲ့အပြောင်းအရွှေ့မှာတကယ်ကိုအကြီးမားဆုံးအဟန့်တားတစ်ခုအနေနဲ့ဖြစ်နေတာသူ့ရဲ့လောက်ခါလာဆို။အဲ့တော့ဆန်ချိုအနေနဲ့အခုလက်ရှိမှာကြားရတော့ပေါ့နော်ဒါကျွန်တော်ချက်စီအသင်းမှာဆက်နေမယ်ဆိုရင်သူ့ရဲ့လက်ရှိရနေ တဲ့လုခလာစာရဲ့ပေါင်သသိန်းနဲ့သသိန်း2000လောက်ရှော့ယူဖို့အတွက် Chelsea အသင်းကဒါဆွေးနွေးနေတယ်။ဒါရုတ်တရက်ကြည့်ရင်တော့ဒါကျွန်တော်တို့အာ okay ဒါဆိုတော့ Chelsea ပြည်သက်တွေကလည်းအကုန်လုံးဒါ okay အဲ့ဒါဆိုလက်ခံမှုရှိရယ်။ဒါပေမဲ့ကစားသမားကလက်ခံပါမလားဆိုတဲ့မေးခွန်းပဲ။ကျွန်တော်ပထမကကျွန်တော်စဉ်းစားဩဒီကောင်လက်ခံမလားဆိုရယ်ကျွန်တော်လည်းလွယ်လွယ်ကူကူစဉ်းစားမယ်။တပတ်လုခလာ3သိန်းခွဲ United ကိုပြန်လဲဆိုဒီကောင်ရအောင်ပါလေ။ဒါမှစာချုပ်တန်ရအခုလည်းချစ်တီလောက်ကဆန်ချိုကတနှစ်ကြံသေးတယ်။ United မှာတနှစ်သွားကစားမယ်ဆိုရင်အနည်းဆုံးဒီကောင်3သိန်း3သိန်းခွဲရမယ်။တနှစ်ကိုပြန်တွက်လိုက်3လီလီ12 1.2 million နဲ့ဒါကျွန်တော်တနှစ်ကိုဒီကောင်အနည်းဆုံးမြောက်ပေါင်း15သန်းနဲ့16သ တန်ဝင်ညညာရအောင်မှာအဲအချက်စီးမှာခုနပြောလိုပဲဒါအကဲင်းနှစ်သိန်းနှစ်သိန်းခွဲလောက်နဲ့ဆော့မယ်ဆိုရင်တသိန်းလောက်နေသွားမယ်တသိန်းလောက်နေသွားမယ်ဆိုပြန်စမ်းစားကြည့်ရင်တစ်နှစ်ကိုဒါအဲ တပတ်ကို၄သိန်းရောမယ်တနှစ်ကိုဒါကျွန်တော်၅သိန်းရောမယ်အဲ့တော့၁၅သိန်း၁၆သိန်း United မှာဒါသွားဆော့ရင်ဒါပြန်ပြန်သွားမယ်ဆိုရင်ဒါ၁၅သိန်း၁၆သိန်းရနိုင်မယ်ကစားသမားကနေပြီးတော့ဒါ၁၀သိန်း၁၇သိန်းလောက်ပဲဖြစ်သွားမယ်နေဒါတကူစန်ချူလက်ခံပါမယ်ကျွန်တော်တို့ဂျာထဲမှာတွင်းမိတယ်ဒါပေမဲ့တေးချပြန်စစချင်းကစားသမားနေဒါစန်ချူလေးနဲ့ဒီဂျာထဲမှာ၃သိန်း၃သိန်းခွဲတောက်လျှောက်ရခဲ့တာပဲဒါပေမဲ့ဒါလူပြောခံရတယ်ဒါကျွန်တော်အများကြီးအဲ့တော့တကယ်တမ်းပြန်ကြည့်မယ် reputation ရစန်ချူကအခုချိန်မှာနည်းနည်းလေးပြန်တက်လာတဲ့ moment မှာရှိတယ်အခုချိန်မှာဒါလာစာရှော့ယူပြီးတော့ Chelsea မှာနေခဲ့မယ်ဆိုရင်စန်ချူလေးနဲ့ဟုတ်တယ်လိုကာလာစာတပတ်တစ်နှစ်ကိုတော့ ပေါင်5သန်းလောက်နည်းသွားနိုင်တယ်ဒါပေမဲ့ဒီနေရာမှာ Chelsea အသင်းမှာဒါကျွန်တော်သူ့အနေနဲ့ပြစ်သက်တယ်အခုလက်ရှိအချက်တော်သူခံယူထားရတယ်ဟုတ်တယ်မလားကျွန်တော်ပြောအခုချိန်မှာဒါ Conference League Final မှာ goal သွင်းတဲ့ကစားသမား Chelsea ရဲ့လက်ရှိ history make win မှာဒါ round တနေရာကနာမည်ပါထားတဲ့ကစားသမားအဲ့တော့ Sancho အနေနဲ့အခုလက်ရှိမှာလောက်ခလာသာ show ယူမယ်ဆိုရင် Sancho ကဒါ Chelsea အသင်းရဲ့ဒါ at least ကစားသမားကောင်းတယောက်ဖြစ်လာနိုင်မယ်လို့ Chelsea ကအကောင်းဆုံးယုံကြည်ထားတယ်အဲ့တော့ဒီနေရာမှာ Sancho စဉ်းစားရမှာရှင်းရှင်းလေးသူ့အနေနဲ့အရန်ကုန်မှာထိုင်ပြီးတော့ဒါခုနဘူဘူးဆူဆူနဲ့ထုတ်ဝတ်နိုင်ကျွန်တော်ဒါတစ်ဖက်အသင်းရဲ့ဒါ United ကအငှားပြန်ချဖို့ ူးတော့အသင်းပြန်ရှာပြီးတဲ့ဥစ္စာပဲလုပ်မလားဒါမှမဟုတ် Chelsea အသင်းမှာပဲလုခလာစားနည်းနည်းလေး short ယူပြီးတော့အဲ့ပါတပတ်တသိန်းဆိုတော့နည်းတဲ့ပတ်စံတော့မဟုတ်ဘူးဒါပေမဲ့လုခလာစား short ယူပြီးတော့ Chelsea အသင်းမှာပဲပျော့ပျော့ရွှင်ရွှင်ဘောလုံးဆက်ကံမလားဆိုတော့ Sancho တယောက်ယူချင်ရမယ်အနေဒါတခုကိုရောက်ရှိလာခဲ့ပြီလို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့ဒီနေရာမှာဒါ Sancho ရဲ့သဘောတရားခုနပြောဆိုပြ Reputation over ဒါကျွန်တော် money ကိုယူသွားမှာ money over reputation ကိုယူမှာအဲ့တော့ဒီနေရာမှာ Sancho နေနဲ့ခုနပြောဆိုပြ Sancho လည်းအခုလက်ရှိမှာတပတ်လုခ3သိန်း3သိန်းခွဲရတာပဲဘယ်နှစ်ရှိပြီလဲကျွန်တော်ပြောတော့ဟုတ်တယ်မလား short လိုက်တော့ခုနတစ်န နှစ်55 36တန်းတော့ကျွန်တော်ဒီလောက်ဆန်ချိုရဲ့ lifestyle ကလည်းအဲ့လိုဒီ leverage ဖြစ်နေတဲ့သဘောမှမရှိဘူးတပတ်တစ်နှစ်ကိုပြပေါင်5000နဲသွားလို့သိပ်ပြီးဘာမှတကယ်တမ်းအဲ့ပေါင်5000ကပြန်တွက်ကြည့်မယ်အခွန်ဆောင်တာနဲ့ပါလို့ဆိုနှစ်သိန်းဝယ်ပတ်ချာလေးပဲတကောင်ရမှာအပပပပပနှစ်သိန်းဝယ်ပတ်ချာလေးပဲရမှာအဲ့တော့ပြန်စစချင်းရင်ဗျာဒီပတ်စံဆိုတာဆန်ချူလေးနဲ့ရှားနိုင်တယ်ဆိုတော့တကယ်တမ်းချော်စီမှာခြေစွမ်းပြန်ပြပြီးရှားနိုင်တယ်ဆိုရင် sponsor ကြီးဒီပါညာနဲ့နှစ်သိန်းဝယ်ပြန်ရှားလို့ရအဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ past တမျိုးမှာ Chelsea အသင်းကိုဒါ အစချူကရွေးချယ်သင်းတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။လာစာ short you ဆိုတဲ့ short you လိုက်တယ်ဆိုတဲ့ပုံစံမျိုးကိုစန်ချူတယောက်ဒါကျွန်တော်တို့ဟိုမာနာတွေခွာချပြီးဒါကျွန်တော်တို့ဟိုလှုပ်တင်ပြီးလို့ကျွန်တော်အနေနဲ့မြင်တယ်။ဘာလို့ဆိုချက်စင်းသင်းတဲ့သူ supply ယူခဲ့တယ်ချက်စင်းသင်းတဲ့လာမယ့်နေရာတမသူ champion league တွေဝင်ပြိုင်မှုရှိတယ် club world cup ဆိုတော့သူဝင်ပြိုင်ခွင့်ရှိမယ်။ချက်စင်းပြိတ်သက်တွေကအခုလက်ရှိမှာစန်ချူကိုဈေးတသက်သက်သာနဲ့ရမယ်ဆိုအကုန်လုံးကလူချင်တဲ့လူတွေကြီးပဲ။ပြောချင်တာချက်စင်းသင်းရဲ့လက်ရှိတောင်းပန်မှာဒါစန်ချူကဟိုအရေးပါတယ်ဆိုတဲ့ဟိုမစိုးဘူးဆိုတဲ့ကစားသမားတယောက်ဖြစ်တယ်။အဲ့တော့ပြောချင်တာစန်ချူအတွက်ဒါကျွန်တော် United ကိုပြန်မယ်။ Okay ခုနကဆော့ပတနာ ီထတ်တတ်မယ်အငှာ United ဘက်ကလည်းအငှာရတယ်အဲ့တော့ပြောချင်တာဘဒူးမှမကြည်ဘူးတာနဲ့ဆိုင်ကြည်ဘူးတဲ့နေရာလေးမှာနေတာပုံမကောင်းဘူးလားကျွန်တော်တို့မြန်မာဟိုမနေ့ကကျွန်တော်ကောင်မကြီးကျွန်တော်စကားပြောဆိုပြတယ်ခါကြရင် ဟိုသူချစ်ဆိုတော့ကိုချစ်ဆိုတာသူချစ်လေးကိုရှာကြည့်ရင်တော့ပို့ပြီးတော့တစ်ခါကျရင်စိတ်ချမ်းသာသူချစ်ကိုချစ်ဆိုရင်တော့ very good ပဲပေါ့အခုလက်ရှိမှာ Chelsea အသင်းမှာသူလာစာ short ယူမယ်ဆိုတော့သူကသူချစ်ကိုချစ်ဆိုတဲ့ပုံစံမျိုးလေးသူဖြစ်သွားမှာသိလားအဲ့ဒါကိုကျွန်တော်ကတော့ Chelsea အသင်းနေနေတာစန်ချိုစန်ချိုကိုလက်ရှိမှာ Chelsea အသင်းကိုကျွန်တော်ရွေးစေချင်တယ် United ဘက်ကကြည့်မယ်ဆိုရင်ဒီအားအပေါင်းလက္ခဏာဆောင်သွားမယ်ပေါင်25တန်း United ကရသွားမယ် United အသင်းနေတာကျွန်တော်စာချုပ်ခုနပြောသပဲ United အသင်းနေအခုလက်ရှိမှာပေါင်25တန်းရသွားမယ်အတွက်ကြောင့်မို့သူတို့ကပြောစရာဒါအပြင်စန်ချိုရဲ့လုခလာစာ short ကြ United ဘက်ကဒီအပြောင်းအလဲဖြစ်ပါ ပါဆိုသူတို့ကဆူတောင်းပါပဲဗျာသိလားဆန်ချိုဆန်ချိုကိုခုနကပြောဆိုချယ်ဆီကိုအပြေးပြောင်းတော့ပါဆိုတော့ယူနိုက်တက်ကအပြေးဟွာဆူတောင်းပါဒါ100%လုံးဝဆူတောင်းပါဒါပေမဲ့ ပြဿနာကအကယ်၍မဖြစ်ခဲ့ဘူးဆို United စီပြန်လာမယ်တပတ်လောက်ကလာစား3သိန်းဆို United က15သန်း16သန်းတစ်နှစ်ကိုဒီကစားသမားကိုပြန်ပေးရမယ်စာရုပ်သက်တမ်းတစ်နှစ်ပဲကြံတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီကစားသမားကိုလွယ်လွယ်ကူကူနဲ့အသင်းကနေထုတ်လို့မရဘူးအဲ့ဒီစောက်ပြဿနာပေါင်းများစွာကိုလက်ရှိမှာဒါကျွန်တော်တို့ United ကပြင်ဆင်ရမယ်အဲ့တော့ United တည်တကူလက်ရှိမှာကျွန်တော်အနေနဲ့ United ဘက်ကနေပြီးဆူတောင်းအောင်မှာဆန်ချူလောက်ခလာစား short ယူပါစီပဲအဓိက United ဘက်ကအကြီးကျယ်ဆူတောင်းရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့ဗမာယူကောင်းအနေနဲ့ဒီယာဂိုဒါသူ့အနေနဲ့တခုခုဆုံးဖြတ်သိမိသူ့အနေနဲ့ခုနကပြောဆိုဗမာယူကော ောင်းကနေပြီးတော့လူချစ်သူချစ်ဖြစ်တဲ့ဥကောင်းဖြစ်အောင်သူ့အနေနဲ့လှုပ်သင့်ပြီးလို့ကျွန်တော်နေမယ်အဲ့တော့ဆန်ချိုအနေနဲ့ legacy တစ်ခုအတွက် ီ movement ကအများကြီးရေးကြီးတယ်လို့ကျွန်တော်နည်းနည်းမြင်တယ်။ဒီခုနကပေါ်တော့တပတ်လောက်ခါလာဆိုတသိန်းလောက်ဒါမှမဟုတ်ကျွန်တော်တသိန်းဆိုတာကျွန်တော်က9000လောက်ဖြစ်ရင်ဖြစ်နိုင်ပါတော့ Chelsea ကနှစ်သိန်းခွဲလောက်ပေးရင်လည်းပေးမှာပဲလို့တော့မပြောလို့ရတာမဟုတ်တော့9000တသိန်းလောက်နဲ့ခုနကပေါ် legacy နဲ့ဒါခုနကပေါ်လည်းရခဲ့ရလေရခဲ့အဲခုနကပေါ်ပဲ United မှာတနစ်ထက်နေမယ်ဗျာ United ကနေသူစာချုပ်လို့နေတော့သူ့ကိုဒီဆောက်ချိုးနဲ့ဘယ်သူဆက်ခေါ်မလဲအခုချိန်မှာဆောက်ချိုးလေးသာပြင်လိုက်မယ်ဆိုရင် Chelsea သိန်းက3နှစ်လဲ3နှစ်စာချုပ်ချုပ်မှာပဲဟုတ်တယ်မလား အခုလက်ရှိမှာကျွန်တော်သိရတဲ့အတိုင်းပဲဟိုတချို့ကစားသမားတိုင်နေပတ်နေပြီအဲ့လိုမျိုးမဖြစ်အောင်ဆန်ချိုအသင်းဆန်ချိုတယောက်ပြုလုပ်သင့်ပြီလို့ကျွန်တော်အနေနဲ့မြင်တယ်လောက်ပါပဲ ဖော်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကြည့်ရင်လို့ဆိုတော့ပေါအောင်ကိုကြည့်ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တွေလေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မျက်စောကိုကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါဗျာ။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တွေလေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မျက်စောကိုကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ဗျာ။ ြမြန်မြန်ကလစ်မှာမြန်မြန်နိုင်ငံဖြစ်ပါတယ်အားလုံးမကြုံတော့ပါနဲ့ကောင်းမွန်တော့နေနေဖြစ်ပါစွန်မောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AC2 ကြရပါဗောဒီပါဗျာ